ဟယ်လိုအားလုံးမင်္ဂလာပါကိုလေးဖိုဘောချန်နယ်နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်ဒီနေ့တော့ယူပါလိညပေါ့နော်ပွဲတွေအရင်များပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုပြီးလို့ပြီးရင်ကျွန်တော် free channel မှာဒါပို့နေကြရအကုန်လုံးပို့သွားပေးမယ်ပေါ့နော်မောင်းနေဒီ free tip တွေပေါ့နော်ပြီး online တက်လည်းရှိပါမယ်အဲ့တော့မင်းကတော့ကျွန်တော်တို့ member ကပြား30ဝန်းကျင်လောက်တော့ဖြစ်မယ်ပေါ့နော်ဒီ ages go ball ဒါအဲ့ဒီပွဲကြပါကျွန်တော်တော့ ပြန်ကြည့်ပေါ့ဗျာဘောကြီးနှစ်ပွဲကြာတယ်ငိုးပေါ်နှစ်ပွဲအောင်တာဆိုတော့အဲ free ကတော့တော့ eject body ထက်ကြတော့ဒါတပွဲကြော်တာအနှုတ်ပြတယ်ပေါ့နော်အော်မနီးကလည်းကြော်တို့ဒီ body တွေကမှန်ကန်မှုမရှိခဲ့ဘူး benfica လည်းဒါတော်တော်လေးကိုမှညံ့ခဲ့တယ်မာစီကလည်းဒါဂျင်းနူးတာကိုကျွန်တော်လည်းကိုယ်အတင်းကိုယုံလိုက်တဲ့အနေထားပေါ့နော်အဲ့တော့ဂျင်းနူးရဲ့အနေထားမှာယုံလိုက်တော့ပူဆိုးသွားတယ်ပေါ့နော်အဲ့တော့မနီးကလည်းထပ်ပြီးတော့ တော်တို့ထင်သလိုဖြစ်မလာခဲ့ဘူးဂူဘောနပွဲတော့ဒါအဆင်ပြေခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့လဲကျွန်တော်တို့ဒါထပ်ပြီးတော့ကြိုးစားကြမှာပေါ့နော်ကြိုးစားကြည့်ရမှာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရက်နေလို့မရဘူးအဲ့တော့အမားကြီးကိုသင်ငန်းလာယူယူပြီးတော့ကျွန်တော်တို့ဒါအကောင်ဆုံးပြန်ပြီးတော့ကမ်ပတ်လောက်ရမှာပေါ့နော်အော်ဒါခါရတော့ကြွေကြနေတဲ့ချိန်ကြတော့လေဘာရွေးရွေးကိုမှားနေတာပေါ့နော်ဟိုမှန်တဲ့ထိုးခွက်ကြီးကြတော့မရွေးပေးဘူးဒါမှားမဲ့ထိုးခွက်ကြီးပဲ ွေးပေးနေတယ်လို့ဖြစ်တတ်တာပေါ့နော်အဲ့တော့ကြွေကြနေတဲ့အချိန်လည်းရှိရဲအဲ့ကြွေလည်းပြန်တက်အောင်တော့ကြိုးစားရမှာပေါ့နော်အဲ့ဒီနေ့တော့ကျွန်တော်ပွဲများတော့ဉာဏ်လေးတော့ပြောမယ်တပွဲချင်းဒီအသေးစိတ်တော့ကျွန်တော်အများကြီးမပြောတော့ပေါ့နော်ကြေးလေးပြောမယ်ပြီးလို့ရှိရင်ကြေးပြောင်းအရင်ကြီးမှရှိအောင်ပြောမယ်ပြီးရင်ဗာကြိုက်တယ်ဗာကြိုက်တယ်အဲ့လောက်ပဲပြောတော့မှာပေါ့နော်အဲ့တော့ပထမဆုံးပွဲကျွန်တော် Northern Forest နဲ့ဒီ Strand Grass ပေါ့နော်လက်ရှိမှာ Northern Forest ကတလုံး30နိုင်3လုံး65ပြားနိုင် အဲ Northern Flow ကပြီးခဲ့တဲ့ round ဒီရှောင်းတိုင်းဆက်ကင်နဲ့ပွဲစဉ်မှာနီပြတစ် formula ဝင်ပြီးတော့ဒါ Porto ကိုသူတို့တူးစီးနဲ့သူတို့နိုင်ခဲ့တယ်ပေါ့နော်။အော်ဒီနေ့မှာလဲ Strand Crack ကိုဝေးကွင်းကနေတလုံး30နိုင်လို့ခြေတန်းနဲ့ဒါကိုပေါင်း3လုံး65ပြားနိုင်ပေးထားတယ်။အော် ranking ဒီ club ranking ကြီးမယ်ဆိုတော့ Northern Flow ကတော့အောက်ရောက်နေတယ်။ အဲ့တော့အပွားနေလှန်ကြီးပြီးရပါတော့ဒီတေဘယ်မှာဆိုတော့ Northern Forest က၁၀ခွန်ပါ Strong Grad က၂၀ခွန်ပါเนาะအဲ့တော့ဒီနေနာမှာ Northern Forest ဒီနေ့လေဒါ 9G တခုပုံစံမျိုးတော့ဖြစ်နေတယ်အဲ့တော့ဒီပွဲမှာတော့ကျွန်တော် Northern Forest ကြိုက်တယ်ပေါ့เนาะအဲမနေ့ကကျွန်တော်တို့အင်္ဂလန်ကလပ်တွေထဲမှာဆိုရင်ပီးမားလီကလပ်တွေထဲမှာကျွန်တော်တို့ Chelsea ပဲကြီးကြတယ်เนาะဒီ Man City လည်းထပ်အောင်နေ Newcastle လည်းထောင်းလာအင်္ဂလန်ကလပ်တော်များကြီးအောင်သွားတဲ့အနေအထားမှာကျွန်တော်တွေ့ရတယ် ီတလီကကြတော့တော်များကြာသွားတဲ့ဘောမျိုးရှိတယ်ပေါ့နော်။အော်ဒီဘက်မှာကျွန်တော် Northern Forest ကြိုက်တယ်။ဂိုးပေါင်းကကြတော့အပေါ်မမကြိုက်ဘူးကျွန်တော်ဒီဘက်မှာဂိုးအောက်ပဲကြိုက်တယ်။အပေါ်အရင်အာမတန်ပေါ့နော်။ဒီဘက်ဂိုးပေါင်းအောက်လေးပဲကြိုက်တယ်။ Body ဆိုတော့ဒါ Northern Forest Body လေးကျွန်တော်ကြိုက်ပါတယ်။အော်နောက်တစ်ပွဲကကျွန်တော် Dynamo Zagreb နဲ့ Serra Bigo Serra Bigo ကဝေးကွင်းကနေလဲပဲငါးပြားရှုံး၊ဆယ်ပြားရှုံးဒီကြားပဲပြီးထားတယ်။သုံးလုံးအပြည့်နိုင်ပါတော့။အော်ဒီကြားကပြောမယ်ဆိုရင် ဟိုလီးစင်နန်လဲကွာတယ်ပေါ့နော်အဲဒိုင်နမိုဆာဂရက်ကအင်ဂွင်းတော့ကောင်းတယ်ကျွန်တော်ချယ်ဆီတို့ပါလဲဒါခက်ခဲခင်ရဲ့အတင်းပေါ့နော်ခရိုအေးရှားကလပ်ဖြစ်တော့ဒီပွဲမှာကျွန်တော်ဆယ်ရာဘီကိုအနေနဲ့အရင်ကြီးဒါလုတ်ပြနိုင်လိမ့်မယ်လို့မထင်ဘူးဆရာပြီးတော့နောက်ဆုံး၄ပွဲဆက်တော့9ပွဲတောက်လျှောက်ရောက်ထားရထားတယ်ဆိုပေမဲ့ကျွန်တော်ကတော့အရင်ကြီးဒါမယုံရဲသေးဘူးပေါ့နော်အင်ဂွင်းမှာဆိုရင်ပို့ပြီးတော့ခြေစွမ်းကောင်းတဲ့ဒီအောက်အတင်းဒိုင်နမိုဆာဂရက်လေးကိုပဲကျွန်တော်ကကြိုက်တယ်ပေါ့နော်ပြီးတော့ ခံလှည့်လည်းကောင်းတဲ့အတွက်ကြောင့်ဒီပွဲမှာဂိုးပေါင်းအောက်ပဲကြိုက်တယ်။အောက်ဆုံးပေါ့နော်ဒိုင်နမိုဆာဂရက်နဲ့ဂိုးပေါင်းအောက်ဒီလိုလေးကျွန်တော်တွဲပြီးတော့ကြိုက်ပါရယ်။နောက်တစ်ပွဲက Nice နဲ့ From Prime Back Prime Back ပေါ့နော်။ Nice ကဒါ body ကတည်တည်ပေးနေဂိုးပေါင်းချင်းတော်လုံးအပြည့်နိုင်။အဲ့တော့ Nice က sorry နိုင်ကပြင်သစ်ကလပ် prime back ကဂျာမနီကလပ်ပေါ့နော်ဂျာမနီနဲ့ပြင်သစ်နဲ့တွေ့ဆုံနေတယ်။နိုင်ကရှေ့မှာတော့တောက်လျှောက်ဂိုးတွေအပေါ်ကန်ထားတယ်ကြာ။နောက်ဆုံးနှစ်ပွဲကြာတော့သူကဂိုးပေါင်းနေအောက်ပါ PSG 1-0နဲ့ရှုံးနေ။အဲနောက်တစ်ခုက line lee ကိုသူတို့2-0နဲ့နိုင်နေနော်။အဲ့တော့ပြောမယ်လို့ဒီပွဲကဟိုခြေနည်းနည်းညီရဲ့နှစ်တင်းလာတွေ့နေရပါတော့ဒီအလဲလက်အတင်းတွေလာတွေ့နေရဆိုတော့ဟိုဂျာမန်အတင်းနဲ့ပြင်သစ်အတင်းဂိုးပေါင်းအပေါ်တော့ကြိုက်ပြီမယ်ဒါပေမဲ့ကြီးရကြည့်မယ်ဆိုဂိုးပေါင်းအပေါ်သွားပေါ်ခက်တယ် ပြီးတော့လက်ရှိမှာလည်း Nice ကနောက်ဆုံး9ပွဲသက်9ပေါင်းနေအောက်နေတယ်။ Fine Back ကလည်းနောက်ဆုံး9ပွဲကိုခြုံကြည့်မယ်ဆိုရင်3ပွဲအောက်တယ်2ပွဲအပေါ်တက်ထားတာဆိုတော့9ပေါင်းအပေါ်တော့တိတ်မယုံရဲဘူးပေါ့နော်။အော်ကျွန်တော်ဒီပွဲမှာ body တော့တဲတဲသေးဖြစ်နေတဲ့အတွက်အင်ရှင်အားနာချက်ရှိတဲ့ Nice ကတော့ပို့ပြီးတော့ chance ပို့များတယ်နိုင်ဖို့ရခိုင်တဲ့ပို့များတယ်။ကျွန်တော်ကတော့ဒီပွဲမှာ9ပေါင်းအောက်လေးကိုကြိုက်တယ်။ body ဆိုတော့ Nice ကိုကြိုက်တယ်။ Nike ကဘာကြောင့် တိုက်တာလဲဆိုရင်အင်ရှင်အားတာချက်လည်းရှိနောက်တစ်ခုကကျွန်တော်အမှတ်လိုအပ်ချက်ရှိ Nice အနေနဲ့တပွဲမှနိုင်ပွဲမရသေးတဲ့အနေထားအဲ့တော့ flying back ကတော့အဆင့်6ပါဆိုတော့ရမက်တွေစုဆောင်ထားနိုင်တယ်ခုနှစ်မက်အဲခုနှစ်မက်ရထားတယ်နော်အဲ့တော့ဒီပွဲမှာကျွန်တော် Nice နဲ့ဖူပေါင်းအောက်လေးဒီလိုလေးတွဲပေးခြင်းနေပေါ့နော်နောက်တစ်ပွဲကကျွန်တော်တို့ကာဘီနာဇာဘီတာနဲ့လိုင်းဒီ။အော်ကာဘီနာဇာဘီတာကတော့ကျွန်တော်တို့ဒီဆာဘီယာပေါ့နော်။ဆာဘီယာကလပ်ဒါလည်းခဏခဏပြောပါရနော်။ဂူပေါင်းပေါ်ကန်တဲ့လက္ခဏာရှိတဲ့အတင်း လိုင်းလီကလည်းနောက်ပိုင်းမှာတော့မဆိုးဘူးပေါ့နော်အဲပြောရမယ်ဆိုရင် brand တို့ brand brand ကိုလည်းသူအင်္ဂလိပ်မှာ2-1နဲ့နိုင်တာမျိုးသူယူပါလီမှာတော့ဒီလိုင်းလီကအရင် nice လောက်တော့မဆိုးဘူးပေါ့အချိန်နေမဆိုးတဲ့အထက်မှာပါတယ်ပေါ့နော်အဲ့တော့ကာဘီနက်ဆာဗီတာကကျတော့တက်မှတ်ပေးရတာဒီရသူကတော့အမှတ်လိုအပ်ချက်ရှိတယ်လိုင်းလီကတော့6မှတ်ရတာဆိုတော့ဒီဘက်မှာကာဘီနက်ဆာဗီတာအနေနဲ့ရမှတ်လိုအပ်ချက်ကြောင့်ဒါဖွင့်ကလားလာနိုင်ကြီးရှိရဲ့ အော်ဒီပွဲတော့ကျွန်တော်ဂိုပေါင်းအပေါ်လေးကြိုက်တယ်ပေါ့နော်အော်ကာဘီနာဇာဘီတာကလည်းအပေါ်ကန်တက်တယ်လိုင်းလီယာလည်းဂိုတွင်းနိုင်ရှိရဲ့ပြီးတော့အပေါ်တင်းလည်းဖြစ်တယ်ပေါ့လိုင်းလီယာနော်ပြင်းတဲ့ကလပ်ဆိုတော့အဘော်ဒီကိုတော့ကျွန်တော်တိတ်မကြောက်ဘူးဒီပွဲမှာဂိုပေါင်းချေ၃လုံး35ပြားနိုင်ဆိုကြည်တဲ့မှာကျွန်တော်ဂိုပေါင်းအပေါ်ကြိုက်တယ်ဘော်ဒီကလိုင်းလီကလည်းပဲ35ပြားရှုံးမပေးရဲ့အနေထားမှာတော့လိုင်းလီကြီးနုလေလို့ကျွန်တော်ခံစားရတယ်ပေါ့နော်အဘော်ဒီကိုမဖြစ်မနေရွေးပေးပါဆိုရင်တော့ကာဘီနာဆာပီတာအင်ရှင်ကိုပဲကျွန်တော်ကြိုက်ပါတယ် ဂူပေါင်းအပေါ်အဓိကပို့ပြီးတော့ကြိုက်ပါတယ်နော်နောက်တစ်ပွဲကမေမိုနဲ့ပနာတီနာကော့ဒီပွဲကပနာတီနာကော့ကဒါအဝေးကွင်းကနေလေဘယ်20ရှုံးပေးနေတယ်ဂူပေါင်းကြီးနှလုံး85ပြားရှုံးဒီပွဲကဒီမေမိုကတော့ကျွန်တော်တို့နည်းနည်းလေးဒီဂူပေါင်းအပေါ်နည်းနည်းကန်တဲ့လက္ခဏာရှိတဲ့အသင်းပေါ့နော်အိမ်ကွင်းနေပါတယ်ဆိုရင်တော့ဒါမဲ့ ။သူကနည်းနည်းနောက်ပိုင်းကျတော့လုံးဆက်ဒီများလုံးတာလားဘလို့လဲတော့မသိဒီဟက်ကန်နဲ့တွေ့ဆုံတဲ့ဒီပြီးခဲ့တဲ့ဒီတလပိုင်း၁၇လပိုင်းတရနေ့ကကန်တဲ့ပွဲစဉ်တော့ကျွန်တော်ကြည့်ရဟက်ကန်နဲ့မင်းပေါ့နှစ်တင်းစလုံးဒီကိုပေါင်းပေါ်ကန်တဲ့လက္ခဏာဒါပေမဲ့ဝန်ဝန်းနဲ့ပဲပြီးသွားတယ်။ပြီးတော့ဟက်ကန်လည်းဒီတစ်ပတ်ဒီဥရောပပွဲစဉ်ကန်တယ်မင်းပေါ်လည်းဥရောပပွဲစဉ်ကန်တယ်အကြောင်းမလို့လားတော့မပြောတတ်ဘူးကွနော်တို့ထိန်းကန်သွားတယ်ဖြစ်ကောင်းဖြစ်မယ်အော်တော့ဒီပွဲမှာတော့ပနာဒီနာကော့ရဲ့လက္ခဏာအရာကလည်းကိုပေါင်းအောက်သွားတယ်မင်းမွေးနောက်ပိုင်းမှာအဲ့လောက်ထိ ကိုပေါင်းအပေါ်တိတ်မမြင်ရဘူးပေါ့နော်နောက်ဆုံး၅ပွဲကိုခြုံကြည့်မယ်ဆိုတော့၃ပွဲလောက်ကအောက်ထားတာဆိုတော့ဒီပွဲကိုပေါင်းကြီးလေးနုနေအနေထားမှာကျွန်တော်ကိုပေါင်းအောက်ပဲကြိုက်တယ်ဘော်ဒီကိုတော့လက်ချောင်းကျင်တယ်နော်ဘော်ဒီကတေတပေါက်ရှိရဒီပွဲက1 1 3 3တလောက်သွားမယ်ဆိုတော့ကျွန်တော်ဘော်ဒီလက်ချောင်းကျင်တယ်ကိုပေါင်းအောက်လေးကိုအဓိကပေးကျင်ပါတယ်နော်နောက်တစ်ပွဲကမစ်ဂျီလန်နဲ့ငါမစ်ဂျီလန်နဲ့ဆက်တည်းမစ်ဂျီလန်က level 90ရှုံးပေးရကိုပေါင်းရင်3လုံး55ပြား9အော်ဒီပွဲကကိုပေါင်းပေါ်ကောင်းတယ်ဆက်တင်ကတော့ ကြသွားပြီညာနော်ကျွန်တော်စက်တစ်ကိုမထင်ထားဘူးအဲ့လောက်ထိဟိုအချင်းကြီးဆိုးသွားလိမ့်မယ်လို့မထင်တော့မိကျင်လန်တော့နိုင်ပွဲဒီကံပီးသမားနိုင်ပွဲအကုန်ရထားရာနှုန်းပြည့်နိုင်ပွဲရထားအတင်းဖြစ်တယ်ပေါ့နော်အဲ့တော့မိကျင်လန်ကအောက်အောက်ကအတင်းဒီကလရန်ကင်းအကြည့်မဲ့မိကျင်လန်အောက်မှာရှိတယ်87မှာရှိတယ်စက်တစ်က98မှာရှိတယ်အဲ့တော့အင်ကွင်းအားသာချက်နဲ့လည်း90ရှုံးတော့ပြီးတလုံးအပြည့်နိုင် တေကြရင်အပြည့်နီးပါဆုံးရှုံးမယ်ဆိုကြည်တန်းကိုဖွင့်ပေးထားတယ်ပေါ့နော်။အော်မက်ဂျစ်လန်ကအိမ်ကွင်းဆိုတော့ဂိုးတွင်းအားကောင်းတယ်ဂိုးပေါင်းအပေါ်တော်တော်လေးအားကောင်းတဲ့အတင်ဖြစ်တယ်။အော်ဆက်တစ်ကလည်းဟိုခြေစွမ်းတော့ကြတယ်ဆိုပေမဲ့ကျွန်တော်ပုံမှန်ဆိုရင်တော့ဂိုးပေါင်းအပေါ်ကန်တဲ့လက္ခဏာရှိတာဆိုတော့ဒီပွဲကဂိုးပေါင်းအပေါ်လေးအဓိကကြိုက်တယ်။ဘော်ဒီရွေးပေးပါဆိုတော့ကျွန်တော်အင်ရှင်အားကြောင်ချက်လည်းရှိတယ်။အောက်ကနေလေအပေါ်လာကြည်လေရေဒီနေ့ပေးထားရဲတယ်ဆိုတော့ကျွန်တော်မစ်ဂျီလန်အင်ရှင်ဘော်ဒီလေးပဲကြိုက်တယ်ပြီးတော့ကိုပေါင်းအပေါ်အဓိကကြိုက်တယ်ပေါ့နော် နောက်တစ်ပွဲက B10 နဲ့ FCSB အဲ B10 ကတလုံးကို15ပြားရှုံးပြီးတယ်ကိုပေါင်းကြီးတလုံး15ပြားနိုင်ဒီပွဲမှာလည်းကျွန်တော်ကကိုပေါင်းပေါ်လေးကြိုက်တယ်အဲနှစ်တင်းစလုံးလက်ရှိကျွန်တော်ရှေ့မှာကန်ထားတဲ့သူတို့ဒါတပွဲချင်းပေးရတဲ့ရာကိုးတွေပေးကိုးတွေကိုကြည့်ပြီးတော့ကြိုက်တာပေါ့နော်ပုံမှန်ဆိုတော့သူတို့ဟက်တွေတွေ့ဆုံမှု9ချိန်ရှိကြတယ်အဲ9ချိန်မှာဆိုတော့4ချိန်ကကိုပေါင်းအောက်တယ်တစ်ချိန်မဲ့ကိုပေါင်းအပေါ်တက်ထားတယ်ပေါ့နော်အော်ဒီလိုအနေထားမှာကိုပေါင်းပေါ်ယူရတာကလက်ရှိမှာသူတို့ရဲ့ကန်ထားတဲ့ ဒီပေးကိုရကိုအနေထားလေးအိမ်ဝင်တွင်ကိုအဝေးကင်းတွင်ကိုဒီလိုအနေထားလေးပြီးတော့လက်ရှိဖွင့်ထားတဲ့ဂူပေါင်းကြီးဒီအိုင်းနဲ့ကျွန်တော်ချိန်ဆက်ထားတာဖြစ်တဲ့အတွက်ဂူပေါင်းအပေါ်လေးကိုကြိုက်တယ်။ဘော်ဒီဆိုရင်တော့ကျွန်တော်ဘေးဆယ်ပဲကြိုက်ပါเนาะဆွစ်ဇာလန်မြေမှာတော့ဘေးဆယ်ကပို့ပြီးတော့လုပ်ပြနိုင်လိမ့်မယ်လို့ကျွန်တော်ယူဆတယ်။အဲ့တော့ဘေးဆယ်ဘော်ဒီကြိုက်တယ်ဂူပေါင်းအပေါ်ကြိုက်ပါတယ်။နောက်တစ်ပွဲက web blue 7နဲ့ go hat e gear ပေါ့เนาะ။အဲ့ဒီပွဲက web blue 7ကတလုံး30နိုင်ပေးနေတယ်။ ကူပေါင်းကြီး၃လုံး၁၀ပြားရှောင်းတော့ပြီးတယ်ပေါ့နော်။အော်ဆေးပက်အနေနဲ့ကလက်ရှိမှာ၃၄မှာအဆင့်၃၄မှာဒီကိုကိုဟက်အီကဲကကြတော့ကျွန်တော်ဟိုမှာစနစ်မှာနော်ခဏလေးကျွန်တော်ပြန်ပြီးတော့ကြည့်ပေးမယ်။ဟုတ်တယ်၃၄နဲ့စနစ်အဲကိုရဲ့အီကဲတော့၆မက်လောက်ရပြီးသွားပြီ။ဆေးပက်ကကြောင့်ဓမ္မမမရဓမ္မမမရဒီရဲ့အတင်းကဒါတလုံး၃၀နိုင်ပေါ့နော်အင်္ဂလန်အတာချင်းနဲ့သူတို့ပြီးတယ်။ အခုခဲ့ EK ကလည်း Netherlands Club ဟိုကောင်က Austria Club ဆိုတော့နှစ်တင်းဆုံးကကိုပေါင်းအပေါ်ကန်နိုင်တဲ့လက္ခဏာရှိတဲ့အတင်းတွေဆိုတော့ဒီပွဲမှာကျွန်တော်ကိုပေါင်းအပေါ်ကြိုက်တယ်နော်ဒီပွဲအသုံးလုံး10ပြားရှုံးဒါဝင်းကျင်မှာကျွန်တော်ကိုပေါင်းအပေါ်ကြိုက်တယ် body ဆိုတော့အမတ်လိုနေတဲ့ဒီအင်ရှင်အတင်းဖြစ်တဲ့ Rapu ဆက်ပက်လေးကိုကျွန်တော်ကြိုက်ပါတယ်အော်ဆက်ပက် body နဲ့ကိုပေါင်းအပေါ်လေးကိုကျွန်တော်တွေ့ပြီးကျင်ပါတယ်နောက်တစ်ပွဲက Utah Red နဲ့ Porto ပေါ်တွားဝီကွင်းတလုံး45ပြားနိုင်ကိုပေါင်းကြီးတလုံး85ပြားနိုင်ဒီပွဲကပြောမယ်ဆိုရင်ပေါ်တိုပေးတဲ့ကြီးကအဲလွတ်ချက်ရှိတယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ပေါ် ranking กว่าတော့ clear ranking အရာတော်တော်လေးกว่าတယ်နဲ့တင်တွေ့ဆုံမှုမှာဒီပေါ်တိုအနေနဲ့ဒီတက်ပို့ပြီးကြေးပေးလို့ရမယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ဒါပေမဲ့ပေါ်တိုဒီပြီးခဲ့တဲ့တစ်ပတ်ကတရောင်းလုံးကကျွန်တော် Northern Forest ကိုဝေကွင်းမှာတွားရှုံတော့ဒီနေ့မှသူတို့အမှားတော့ခံလို့တော့မရဘူးပေါ့နော်အဲ့တစ်ချက်လေးတော့ရှိရအဲ့တော့ ။ဘူထာဝရကလည်းအင်ဂွင်းဒီနယ်ဒါလန်မြေဆိုရင်ဂိုးနည်းနည်းဘယ်လိုမှဂိုးမြူးရဲ့အတင်းထဲမှာပါတယ်။ပေါ်တူကပေါ်တူကတော့နောက်ပိုင်းတော့ဂိုးမြူးလာတယ်ဗျ။အရင်ရှေ့ယာဒီအစလုံးကတော့ပေါ်တူကဂိုးအောက်တွေတော်တော်လေးကန်တယ်နော်။ဒါပေမဲ့နောက်ပိုင်းပွဲတွေကျွန်တော်ပြန်ကြည့်တော့ဒါဂိုးပေါင်းအပေါ်လေးမြင်လာရတယ်။1 2 2 1ဒီလိုလေးကန်တာအကျွန်တော်တွေ့ရတယ်။အဲ့တော့ ီပွဲကကိုပေါင်းကြီးအနေနဲ့3လုံး80ကျော်ပေးထားတယ်3လုံး85ပြားနိုင်ဒါမဲ့ကျွန်တော်ဒီပွဲမှာ2 1 1 2ဒီလိုတပေါက်ထဲကလာမယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ပေါ်တို2 1ဖြစ်မလားဒီဥထဘရဘက်က2 1ဖြစ်မလားပေါ့နော်ကျွန်တော်ကိုပေါင်းအပေါ်လေးကြိုက်တယ်နှစ်သင်းစလုံး900နိုင်ကြီးများတယ်လို့ကျွန်တော်ယူဆတယ်တစ်ဖက်ကအင်ရှင်ဥထဘရကလည်းကြမ်းမဲ့လွဲနေရဖြစ်တဲ့အတွက်ဒါယုံပါပဲကြိုးစားကံအင်ဂွင်းလည်းဖြစ်နေအောင်နော်ပေါ်တိုကလည်းပြီးခဲ့တဲ့တော်ရောင်းကသူတို့ရှုံနာဆိုတော့သူတို့လည်းရမ်းမဲ့ ထပ်ပြီးစူးစောင်းမှုလိုအပ်တာဖြစ်တယ်သူလည်းတိုက်ရမှာအဲ့တော့ကိုပေါင်းအပေါ်လေးကျွန်တော်ကြိုက်တယ်ကိုပေါင်းကြီးတော့နုတယ်ဒါပေမဲ့အပေါ်ပဲကျွန်တော်ကြိုက်တယ် body မှာဆိုတော့ပေါ်တိုနဲ့နှကိုပြက်နိုင်ဖို့တော့ခက်လိမ့်မယ်ပေါ့နော်ကျွန်တော်ကတော့ဒီပြား40လောက်ရင်းပြီးတော့ပဲအင်ရှင်အောက်အသင်းဒီဥထားတဲ့ body လေးပဲကျွန်တော်ကြိုက်တယ်ပေါ့နော်အော်နောက်တစ်ပွဲက Aston Villa နဲ့ Maccabi David Aston Villa ကနှလုံးကို55ပြားနိုင်3330ရှုံးအော်မနေ့ကဒီ အင်္ဂလန်မြေမှာကန်တဲ့ပြည်များလီကလပ်တွေဖြစ်တဲ့မန်စီးတီးကြီးအောင်နဲ့နျူကာဆယ်ကြီးအောင်ဒီနေ့မှာအက်စတန်ဗီလာကြီးအောင်နိုင်မလားပုံမှန်ကြည့်မယ်ဒါရီကိုကျွန်တော်တို့ချီရရလက်တွေမကြည့်ပဲပြောမယ်ဆိုတော့အက်စတန်ဗီလာမကာဘီတက်ပစ်ကိုကိုပြက်ချီပြဲမနိုင်စရာတော့အကြောင်းမရှိပါဘူး ranking အရန်กว่าတယ် history ကလပ်နဲ့ပြည်များလီကလပ်ဆိုတော့ ranking တော်တော်กว่าတယ်ပေါ့နော်အော်ဒီနေ့ထားမှာကျွန်တော်တို့မကာဘီတက်ပစ်အနေနဲ့ဂိုးရနိုင်ချီလာကျွန်တော်စဉ်းစားတင်အဲ့တော့မကာဘီတက်ပစ်ဂိုးရသွားမယ်ဆိုရင်ဒီပွဲက 21322ဒီလိုမျိုးကြီးလာနိုင်နေရှိတယ်ဂိုးပေါင်းအပေါ်ကောင်းတယ်လက်ရှိမှာလည်း330ရှုံးလို့ဂိုးပေါင်းကြီးဖွင့်တာဒါကတစ်ဖက်ထည့်ရပြန်စဉ်းစားမလို့ဘော်ဒီနှလုံး55ပြားနိုင်ဖွင့်တာလို့ဂိုးပေါင်းကြီးတုံးလုံးမိုင်းနဲ့ပေါက်နေရလဲဖြစ်နိုင်နေပေါ့နော်ဟောပုံမှန်ဆိုတော့ဒါနှလုံး55ပြားနဲ့ဖွင့်နာမယ်လို့ဒီဘက်ဂိုးပေါင်းကြီးက3မိုင်း84လုံး80 90ဒီလိုမျိုးကြီးလိုက်ခဲ့ရမှာဒါပေမဲ့ဂိုးပေါင်းကြီးအရန်ကြီးဒီနေ့မှာတော့မပြင်းမပြင်းချထားဘူးပေါ့နော်အော်ဒီဘက်မှာကျွန်တော်ကတော့ ဒီမကာဘီတဲပိ900ရလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီပွဲမှာကိုပေါင်းအပေါ်ပဲကြိုက်တယ်ဘော်ဒီကိုတော့ကျွန်တော်အောက်အတင်းမကာဘီတဲပိပဲကြိုက်တယ်အစွန်ဘီလာကြီးအောင်ပုံနည်းနည်းလေးခတ်မယ်လို့ကျွန်တော်ယူဆတယ်နှလုံးတော့ပြည့်မယ်ဗျာနှလုံးပြည့်တော့ကျွန်တော်15ပြားလောက်ပဲ15ပြားလောက်ပဲနင့်နာမှာဆိုတော့ဒါကျွန်တော်ရင်းပြော်ပါတယ်နော်အဲ့တော့အောက်တင်းမကာဘီတဲပိနဲ့ကိုပေါ်လေးကျွန်တော်တွေ့ပေးချင်ပါတယ်နောက်တစ်ပွဲက Baptist နဲ့ Lion တလုံး40နိုင်ဘက်တစ်ကအင်ဂျင်ကနေပြီးတယ်ကိုပေါင်းကြီး3095 ဒီကိုပေါင်းကြီးကဖိနှားလာမပြောတဲ့ဘူးနော်။ဘာလို့လဲဆိုတော့ဘက်ထရီကလည်းလက်ရှိမှာနောက်ပိုင်းမှာဒီအန်တိုနီတို့ပေါ့ရှင်သန်းနေပြရပြီးဂိုးတွေတောက်လျှောက်တွေးနေရတယ်နော်။လိုင်ယွန်ကလည်းဒါအင်ဂွင်းဝေဂွင်းမရွေးဒါပြင်းတိလီမှာဆိုလိုင်ယွန်တို့မူနာကိုတို့ဆိုတော့ဂိုးတွင်းနိုင်တဲ့အသင်းနေလေနော်။အော်ဒီနေသားမှာဂိုးပေါင်းကြီးကြီးကသုံးလုံးရှူရနေအပြည့်နီးပါးတော့ရနေပြီဆိုကြည်တန်းကကျွန်တော်ကတော့တိတ်ပြီးတော့ဟိုမယုံကျင်ဘူးပေါ့နော်။မယိုးမယိုးရှင်းဘူးလို့ကျွန်တော်ထင်တယ်။ ဂူပေါင်းအပေါ်ထူတာပြုံပါဆိုလို့မောင်းထုတ်ထားတာလည်းဖြစ်နိုင်မယ်ပေါ့နော်ကျွန်တော်ခြေလွှမ်းအဝယ်ကြည့်ပြီးတော့ယူမယ်ဒီပွဲမှာဂူပေါင်းပေါ်ကြိုက်ပါတယ်ဘတ်တစ်ဘော်ဒီကြိုက်တယ်ဂူပေါင်းအပေါ်ကြိုက်ပါတယ်နော်အော်ဘတ်တစ်အနေနဲ့ကဒါ၅မှတ်ပဲရထားသေးရဖြစ်တယ်သူနောက်ဆင်းတက်ဖို့ဆိုရင်တော့ဒါအမှတ်လွဲချက်ရှိရယ်လိုင်ယွန်ကတော့၉မှတ်အရန်လုံးပြည့်နိုင်တာဖြစ်တယ်တော့အဆင့်နဲ့မှာဆိုတော့သူအနေနဲ့ကတော့ရမှတ်အလောက်မလို့ဒီပွဲမှာသူတေးကြလို့ရတယ်ရှုံးလို့လည်းရတယ်အဲ့တော့ဘတ်တစ်ကရမှတ်လိုနေရဖြစ်တယ်အင်ရှင်ဘတ်တစ်ကျွန်တော်ကြိုက်တယ်သူစပိန်မြန်မာလေးကံမှာဆိုတော့ ဘက်တီကြိုက်တယ်ကိုပေါင်းအပေါ်ကြိုက်ပါတယ်နော်နောက်တစ်ခုကကျွန်တော်တို့ Ranger နဲ့ Roma အော် Ranger ကတော့ညီပြအပြောင်းလဲရောလှုပ်ထားတယ်ပေါ့နော် Roma ကလည်းလက်ရှိမှာကောင်းမလို့လို့ねဒီ Yubali မှာတော်တော်လေးတိုင်ပတ်နေကြရှေ့မှာလည်းကျွန်တော်တို့ဒီ Line Lee လား Knight လားအိမ်ကြီးမှာသူတို့ရှုံးနေ Line Lee ကို Z1 နဲ့သူတို့ရှုံးနေပေါ့နော်ပြီးတော့ Bidoya Person ကိုလည်းသူ1 2နဲ့သူတို့ရှုံးနေအဲ့တော့မထင်မဲ့ပဲသူတို့ရလက်တွေ throw နေဒီ Yubali မှာဟို အဆင့်23ဆိုတော့တုံးမဲ့ပဲရထားသေးတယ်တပွဲပဲနိုင်သေးရပါတော့အဲတုံးမဲ့ကံပြီးမှတပွဲနိုင်တယ်သူနေရမဲ့လူနေ ranger ကလည်းဟိုအောက်မှာကျမ်းပြင်းမှာသူကမှဘာမှမရှိတော့အဆင့်36မှာเนาะအော်နှစ်တင်းစလုံးကတော့ရမဲ့တွေလိုရကိုစီလိုရနေဒါမှမဟုတ်ဂူပေါင်းကြီးက၃လုံး95ပြားနိုင်ပြီဖွင့်တယ်ရူမာအိမ်ဝင်းရူမာဝေးကွင်းရတဲ့ body တလုံး30နိုင်ပြီးတယ်ပေါ့เนาะအဲဒီဘွဲမှာရမက်လူရဲ့နေရဲ့နှစ်တင်တွေးဆုံမှုဖြစ်နေတဲ့ဂူပေါင်းအပေါ်လို့ယူကျင်နေပေါ့နော်ဒါပေမဲ့ဂူပေါင်းကြီးရ အရန်ကြီးမယိုးရှင်းမှုလို့တော့ကျွန်တော်ထင်တယ်ကိုပေါင်းဦးလို့ကျွန်တော်လက်ဆောင်ကျင်တယ်ပေါ့နော်ဒီပွဲမှာကျွန်တော် ancient ranger ကိုပဲကျွန်တော်ကြိုက်တယ်ရိုမန်နဲ့ကြောင်ဖက်နေတော့ကျွန်တော်ယူချတယ်အဲ့တော့ရိုမန်နိုင်သွားခဲ့လေ30ပေါ့ဗျာတလုံးလောက်ပဲကတ်နိုင်ကြရခိုင်လို့များအဲ့ပြား30ရောက်ရင်းမယ်ကျွန်တော်ကတော့အောက်တင်းဒီ ranger's body လေးပဲယူမယ်နော်နီးပြအပြောင်းလဲလုပ်ထားတယ် ranger ရဲ့နီးပြအစ်စ်ကဒီသူရဲ့ပထမဆုံးယူပါလိအင်ဂွင်းပွဲဆင်ဆိုတော့ဘယ်လိုမျိုး ရယ်ဝဆက်ရအောင်ဆွမ်းဆောင်မလဲကျွန်တော်စောင့်ကြည့်ခြင်းနေပေါ့နော်အဲ့တော့ရူမာရူမာကိုဘက်ကန်မယ်အဲ့တော့ကျွန်တော် Rangers body လေးကြိုက်တယ်ကိုပေါင်းကတော့ဖြစ်နိုင်မယ်ကျွန်တော်ကျွန်တော်အပေါ်ပေးခြင်းတာပေါ့နော်ဒါပေမဲ့ကြေးကြီးကအရင်ကြီးကိုနှုတ်နေဗျာနော်အဲ့တော့ကိုပေါင်းတော့လက်ဆောင်လိုက်ပါပုံမှန်ဆိုတော့ကိုပေါင်းပေါ်ကောင်းတယ်ဒါပေမဲ့ရူမာရဲ့လက္ခဏာကလည်းအဝေးကွင်းလို့ကိုောက်တွေပဲကန်တာဆိုတော့ကြေးကြီးအရလည်းမှန်ကန်မှုရှိနေရဆိုတော့ဒီဘွဲကကိုောက်ပဲတွားမှာအဲတစ်ဖက်ကနိုင်လဲ 1cc1 ပေါ့နော်ပြီး 11cc ဒီလိုပဲလာနိုင်ကြီးရှိတယ်အဲ့ကိုပေါင်းကိုတော့လက်ဆောင်ခြင်းနဲ့ အမတ်လွယ်ချက်ရဆိုတော့အပေါ်ပေးခြင်းပြင်မဲ့ကိုပေါင်းကိုလက်ဆောင်ပါနော်ဆော့ကျင်မဖြစ်မနေဆော့ပါမောင်းနေတွဲကျင်တဲ့ပိုင်းဆိုအောက်ပဲတွဲကိုအောက်ပဲတွဲနော်ဒီကြည်တန်းကဟိုခုနကဒီပွဲလိုမျိုးမဖိမ့်လောက်ဘူးလို့ကျွန်တော်ယူဆအဲ့တော့ကိုအောက်နေပဲဆော့နော်အဲဘော်ဒီရောကျွန်တော် Rangers body ကြိုက်ပါနော်နောက်တစ်ပွဲဘိုလောနာနဲ့ brand ဘိုလောနာကတလုံးကို85ပြားရှုံပြီးကိုပေါင်းကြီး3လုံးကို30နိုင်ဘိုလောနာကပြီးတဲ့ကြီးကပြင်းနေပါဘာလို့ line လုံးကနေ brand ကိုအိမ်ကမှကန်တော့တလုံး 50ရှုံဝင်းကျင်လောက်ပဲပြီးတာကိုပေါင်းရင်တောလုံး35ပြားအလောက်ပဲပြီးခဲ့တာဟောဒီနေ့မှာဘိုလောနာ PSG ကပြင်းတယ်နော်ဟိုဘိုလောနာ ਨੇ လိုင်းလီဆိုတာအရင် ranking กว่าတဲ့အသင်းမဟုတ်ဘူးဗျာ level 2အသင်းတွေဆိုတော့ဒီနေ့ကဘိုလောနာတခုခုများလုတ်ပြမလားပေါ့နော်လက်ရှိမှာဘိုလောနာကအဆင့်18 brand က10မှာအမှတ်လိုအပ်ချက်ရကြည့်မယ်ဆိုရင်ဘိုလောနာကအမှတ်လိုနေတယ် ဟို brand ကကြတော့ဒါရမ်းမက်လေးနည်းနည်းစုဆောင်းပြီးအဆင်ရှင်းနေတာတက်လန်းနေရပေါ့နော်။အော်ဘလိုနာလီမက်ပဲကြဒီဘလိုနာအိမ်သွင်းမှာအနိုင်တော့ကံပဲမြတ်။ဒါပေမဲ့တလုံးနဲ့လည်းရက်လို့မရ။တလုံးနဲ့ရက်ကျွန်တော်အပြည့်နီးပါဆုံးရှုံးမှာဆိုတော့ body ကနည်းနည်းလေးအန်နေမြတ်။ brand ကကြီး Norway Club ဖြစ်တဲ့အတွက် Norway Club တွေကဖွင့်တိုက်တာဆိုတော့ Bodo Glen တို့ဒါ Norway Club တွေကဖွင့်တိုက်တာဆိုတော့ကျွန်တော်ဒီဘက်မှာ body ကိုလက်ဆောင်စီကျင်တယ် body ကိုမောင်းနှဲလောက်ပဲဆော့ပေါ့နော်။ဘိုလိုနာ body နှလုံးပြက်မပြက်ကမောင်းနှဲလောက်ပဲကန်ဆန်းလို့ကောင်းတယ်။ ကျွန်တော်ကတော့ဂိုးပေါင်းဘော်လေးအဓိကကြိုက်တယ်ဘရန်လဲ900နိုင်ကြီးများတယ်ဘိုလော့နာလဲ900နိုင်ကြီးများတယ်เนาะအဲ့တော့ကျွန်တော်ဂိုးပေါင်းဘော်လေးကြိုက်တယ်အော်ဘိုလော့နာတစ်ခုခုတော့ဒါတွင်းပါလိမ့်မယ်ဒီနေ့တော့သူတေချာကစားမှရမှာလीเนาะမဟုတ်ရင်ကျွန်တော်ပြီးခဲ့တဲ့ FCSB နဲ့ပွဲတုန်းကလည်းကျွန်တော်ဘိုလော့နာပဲကြိုက်ခဲ့ဒါပေမဲ့ဟိုကပဲစားရအဲ့တော့1 plate 20ပဲပြီးရဆိုပြား20လောက်ပဲရလိုက်တယ်ဒီနေ့ကတော့တော်တော်လေးကြီးပြင်းတယ်เนาะငကိုလဲပြက်ကောင်းပြက်သွားနိုင်တယ်ကျွန်တော်ကဂိုးပေါင်းအပေါ်အဓိကပြီးခြင်းနဲ့မောင်းတဲ့မှာဆိုတော့ဘိုလော့နာဘော်လေးယူဆော့လို့ရပါတယ်เนาะ နောက်တပွဲကကျွန်တော်စတုကက်နဲ့ဖင်ရင်တို့ဒါကလည်းဂျာမနီနဲ့ဟိုကနေနယ်သာလန်နဲ့တွေ့တာပေါ့နော်အဲ့တော့စတုကက်ကအင်ကွင်းကနေတလုံး90နိုင်၃လုံးကို55ပြားနိုင်ပြောမယ်ဆိုရင်တော့ဂိုးပေါင်းကြီးနှုရယ်ပေါ့နော်ဒီနှစ်တင်းတွေ့ဆုံတဲ့စတုကက်ကလည်းဂျာမနီနိုင်နိုင်ဂျာမနီကလပ်မှာဂိုးမြူးတဲ့အသင်းပါတယ်ဖင်နုဆိုတာကလည်းဒီနယ်သာလန်နဲ့မှာဆိုဖင်နုတို့ PSV တို့ AJ တို့ဆိုတာဂိုးမြူးရဲ့အသင်းနေဗျာအော်ဒီနေ့မှာဖွင့်တာဂိုးပေါင်းကြီးက355ပြားနိုင်လို့နည်းနည်းလေး နှုနင်းနေမို့တော်တော်လေးနှုရပြသုံးလုံးသုံးလုံး30ချောင်းလောက်ကိုပေးလို့ရပါတယ်เนาะဒီဒီခြေတန်းပေးလို့ပေးမယ်လို့ပေးလို့ရအော်ကျွန်တော်ကခြေကိုနည်းနည်းလေးလူရှိနေတယ်တင်းစလုံးရဲ့ခြေစွမ်းနေရဂိုးပေါင်းအပေါ်တက်သွားနိုင်ခြေစတူကက်ကလည်းအိမ်ကွင်းဆုံးဂိုးရတယ်ဗျာเนาะအဝေးကွင်းတာတိတ်ပြီးစတူကက်ကစိတ်မချရတာအိမ်ကွင်းဆုံးကောင်းတယ်အဲ့တော့ကျွန်တော်ကဂိုးပေါင်းအပေါ်ပဲကြိုက်တယ်เนาะ ိုပေါင်းပေါ်ကြပြီးနှစ်သိန်းစလုံးကရမှတ်တယ်လွှဲချက်ရှိရဲ့တသိန်းက29မှာသတုကက29မှာဖီရင်တို့က25မှာတုံးမဲ့ဒီပဲရထားဆိုဖွင့်တက်ရမှာပဲအင်ရှင်အားသာရရှိသတုကက်ကတော့90ကြာခံလို့ပုံများတာပေါ့နော်အဲ့တော့ body ဆိုရင်တော့ကျွန်တော်သတုကက်ပဲယူပါမယ်ဖီရင်တို့ကအဝေးဝင်းဖြစ်နေကြောအရင်အမယုံရဲဘူးပေါ့နော်အဲ့သတုကက် body ကြိုက်တယ်ပြီးတော့ဂိုပေါင်းအပေါ်လေးပြီးကျင်ပါတယ်နော်နောက်တစ်ပွဲက pock နဲ့ yan point ပေါ်ကဝေကွင်းရတယ်တလုံး20ရှုံးပေးတယ်ကိုပေါင်းကြီး3လုံး35ပြားရှုံး နော်ဒီပွဲကကူပေါင်းကြီးပြင်းသွားတယ်မနေ့ကကျွန်တော်ကြည့်တုန်းကဘော်ဒီဂျင်းနဲ့ပော့ကတလုံး40နိုင်ပြီးခဲ့တယ်ကူပေါင်းကြီးတလုံး35ပြားနေအော်ဘော်ဒီဂျင်းနဲ့ရောကူပေါင်းဂျင်းနဲ့ရောပြင်းတဲ့ဘက်ကိုသွားတယ်ပေါ့နော်အော်ဒီအနေထားမှာကျွန်တော် ပော့ကတခုခုများလုတ်ပြမလားမသိနော်တော်တော်လေးတော့ပြင်းသွားတယ်အော်ကျွန်တော်ဒီဘက်ကကိုပေါင်းပေါ်တော့အဓိကကြိုက်တယ်နော်ကိုပေါင်းပေါ်ရန်ပွိုင်းရလေအင်ဝင်ဝင်ကမြေခိုးတွင်းနိုင်စွမ်းရှိရတာဆွစ်ဇာလန်ကလပ်ဆိုတော့ကိုပေါင်းပေါ်ကြိုက်တယ် body မှာဆိုတော့ body ကြီးလေးပြင်းလာဆိုတော့ body ကြီးတဲ့အမပြ1.50အနိုင်ဝင်ရိုးကနေပြီးတော့1 ठी ဝင်ရိုးအဲ့အောင်မှာ minus နဲ့ပြတာ1 minus 30ဆိုတော့ပေါ့ပေါ့ပဲကြိုက်တယ်နော်ပေါ့တော်တော်လေးကြီးပြင်းလာဆိုတော့ပေါ့ပဲကြိုက်တယ်ပေါ့နဲ့ဂိုးပေါ့သုံးပေါ်လေးကြိုက်ရည်ဒီဘွဲမှာနော်ပေါ့နဲ့ဂိုးပေါ့လေးကြိုက်တယ်နောက်တစ်ဘွဲ fian barros နဲ့ lugo တို့တဲ့တလုံး10ပြားနိုင် ancient fian barros ကပေးတယ်ဂိုးပေါင်းကြီး3လုံး85ပြားနိုင်အဲဒီဘွဲတော့ကျွန်တော်ဟွာကြိုက်တယ် ကိုအောက်ပဲကြိုက်တယ်နော်လူလူကိုရဲ့အဝေးကွင်းကနည်းနည်းကိုအောက်သွားတဲ့လက္ခဏာရှိအကိုအောက်လေးကြိုက်တယ်ဘော်ဒီမှာဆိုရင်တော့ဖီယန်ပေါလိုကဒီဟွာပေါ့နော်အဲ့ခဏကျွန်မေ့ပါဖီယန်ပေါလိုဟန်ဂရီဟန်ဂရီမြေမှာဆိုတော့ဖီယန်ပေါလိုပဲကျွန်တော်ယုံရမှာပေါ့နော်လက်ရှိမှာလည်းအဆင့်ခွန်မှာဟိုကောင်ကလူလူကိုရဲ့26လာလူအမှတ်လွယ်ချက်ကလူလူကိုရဲ့ပိုရှိတာပေါ့နော်ဒါမဲ့ကျွန်တော် ူတို့ကိုရက်ကိုမကြိုက်ဘူးအဝေးကွင်းမလို့အိမ်ကွင်းဆိုရင်နည်းနည်းလေးဟွာဖြစ်သေးရမနော်အဲ့တော့ကျွန်တော်ဒီဘက်ဖီယန်ဘောက်ရုရှ်နဲ့ဂူအောက်လီတွဲပေးချင်တယ်ဝမ်စီလို့ရဆမ်ယူပါနော်ဒါမှဟန်ဂရီမြန်မာဂူအောက်ပေးရနည်းနည်းလေးတော့ခက်လန့်လိုက်ပါဒါမှကြေးရလဲဂူအောက်သွားနိုင်ရှိရဲ့ပြီးတော့တစ်ဖက်ကလူတို့ကိုရက်ကလည်းဝေးကွင်းဆိုရင်အဲ့လောက်ထိတိုက်စစ်ကဂူရတာတိတ်မရှိဘူးပေါ့နော်အဲ့ဂူအောက်ကန်တဲ့လက္ခဏာဆိုတော့ကျွန်တော်ဂူအောက်ပဲကြိုက်တယ်အင်ရှင်ဖီယန်ဘောက်ရုရှ်ဘော်ဒီကြိုက်ပါတယ်နော်နောက်တစ်ပွဲကဘရာဂါနဲ့ဂျန့်ဘရာဂါတလုံး49တလုံး60 ငါးပြားနိုင်နော်အော်ဒီပွဲကပြောမယ်ဆိုရင်ဒီနေ့မှာ1 plus 40ဝင်းကျင်နဲ့ကိုပေါင်းကြီးတောင်းလုံး60နိုင်နေပဲတွဲတယ်ကျွန်တော်အခုကြည့်နေတာ Northern Forest ဆိုလဲ1 plus 30လောက်နဲ့ကိုပေါင်းတောင်းလုံး60အဲအဲ့လိုမျိုးတွေတွဲရပါတော့ကျွန်တော်ဒီပွဲမှာတော့ Braga Ingwin ကိုကျွန်တော်ကြိုက်တယ်ဗောနော်အဲကစားအားလေးကိုကျွန်တော်ကြိုက်တယ်ကိုပေါင်းအပေါ်ကြိုက်တယ်ဘာကြောင့်ကြိုက်တာလဲဆိုတော့ Braga အနေနဲ့မနီးကကျွန်တော်ဘင်ဖီကာကြီးကြတယ်အော် ပေါ်တူဂီမြန်မာကြီးကြရတော့ကျွန်တော်ဒီနေ့ပါပေါ်တူဂီမြန်မာကမ်မစပိုတင်းဘရာဂါလေးကိုဘော်ဒီကျွန်တော်ကြိုက်တယ်။ခူပေါင်းကတော့အပေါ်ပဲကြိုက်တယ်။တုံးလုံး69နိုင်ဆိုလဲဆိုပေမဲ့ကျွန်တော်အပေါ်ပဲကြိုက်တယ်။ဂျန်ကဘယ်ဂျီယန်ကလပ်ကဘယ်ဂျီယန်ကလပ်တီးရလဲခူပေါင်းအပေါ်ကန်တဲ့လက္ခဏာရှိတာပဲနော်။အဲ့ကျွန်တော်ဒီဘွဲမှာဘရာဂါနဲ့ဂိုးပေါ်ဒီလိုလေးကျွန်တော်တွဲပေးခြင်းတယ်။တခုဆိုရင်ညာရှိတာတုံးမင်းတပင်ကြဖလိုးပေါ့နော်။ဘရာဂါရှေ့မှာတုံးပွဲခူပေါင်းအပေါ်တက်ထားတယ်။အဲ့တော့တုံးမင်းတပင်ကြဖလိုးဝင်သွားမယ်ဆိုဒီဘွဲကခူပေါင်းအောက်သွားနိုင်ရှင်။အဲ့တစ်ချက်လေးရောနည်းနည်းဆိုရင်ညာရှိတယ်။ ဒါမဲ့ရှေ့မှာဒီကိုပေါင်းပေါ်၃ပွဲမရောက်ခင်မှာရှေ့မှာတောက်လျှောက်9ပွဲဆက်တိုက်ဘရာဂါ9ပွဲဆက်တိုက်ကိုပေါင်းအောက်ကန်ထားနော်အဲ့လိုမျိုးဆိုတော့ဒီတောင်နောက်ပိုင်းသူဂိုးတွေပေးနေရယ်ဂိုးတွေလည်းရနေနေထားဆိုတော့ကျွန်တော်ဂိုးပေါင်းအပေါ်ပဲကြိုက်တယ်နော်အော်ဘရာဂါနဲ့ဂိုးပေါင်းအပေါ်လေးတွေ့ပေးခြင်းနဲ့နောက်ဆုံးတစ်ပွဲကတော့ဗီတိုရပယ်ဆန်နဲ့ဖီနာပါရှီအော်မနီကဂလာဒါဆာရီရအီဂျက်ကို level 50ရှုံ60ရှုံနဲ့အဝေးကွင်းကနေကြီးပေးပြီးတော့3-0နဲ့နိုင်သွားဒီနေ့မှလည်းဖီနာပါရှီက အဝေးကွင်းက level 50ရှုံးဒါဗီတိုရပယ်ဆန်ချက်ကလပ်ကိုပြီးနေအဲ့တော့မနေ့ကဂရာတာစာရေးကြီးအောင်သွားတဲ့အနေအထားမှာဖီနာဘာရှိရဲ့လက်ရှိအဝေးကွင်းဖောင်ကိုလည်းကျွန်တော်မကြိုက်ဘူး။အော်ဒီဘက်မှာကျွန်တော်အင်ရှင်ချက်ကလပ်ဖြစ်တဲ့ဗီတိုရပယ်ဆန်လေးကိုကျွန်တော်ကြိုက်နေပါတော့။အော်ပယ်ဆန်ကလက်ရှိမှာအဆင့်9မှာရက်တည်နေတယ်။ဒီဖီနာဘာရှိကတော့အဆင့်14မှာပေါ့နော်အမပေးစရာမှာဆိုတော့နှစ်သင်းစလုံးကတော့ဒါနောက်သင်းလုံးတက်နိုင်ဖို့ဗီဒီယိုရပယ်ဆန်ကတော့ဒါ128နဲ့တက်ဖို့ဒီဖီနာဘာရှိကတော့ဒါ 9အနေ24ပေါ့နော်ပလေးအော့ကနေတက်ဖို့ကြိုးစားနေအသင်းတွေပေါ့အဲ့တော့ဒီမှာတော့ကျွန်တော်အင်ရှင်အားသာချက်ရှိတယ်ဗီတိုရပယ်ဆန်လေးကိုကြည့်ဗီတိုရပယ်ဆန်ကနည်းနည်းလုံးရင်ကရင်ရှိတယ်ဗျာကျွန်တော်မန်ယူလိုပေါ့သွားကရင်တော့မှဂိုးရီပြန်ပြီးရတော့တိုက်စစ်ကဂိုးရတယ်အော်ဒီပွဲမှာဂိုးပေါင်းကတော့ကျွန်တော်ကအပေါ်ပဲကြိုက်တယ်နော်ဂိုးပေါင်းကြီးတုံးလုံး65ပြားနိုင်ဝင်းကျင်ဆိုပေမဲ့ကျွန်တော်အပေါ်ပဲကြိုက်တယ်65မဟုတ်85ပေါ့နော်ကျွန်တော်အပေါ်ပဲကြိုက်တယ်အင်ရှင်ဗီတိုရပယ်ဆန်ဘော်ဒီလေးကျွန်တော်ကြိုက်ပါတယ်နော် အော် Europa League ကတော့ဒီလောက်ပါပဲနော်ဒါတော့23ဆိုတော့ကျွန်တော် Conference League ကိုတော့မောင်တဲမှာထည့်ပေးမယ် AEK Aden လို့ပါဦးကျွန်တော်ကြိုက်တယ်လန်နာကာလို့လည်းကျွန်တော်ကြိုက်တယ်ပေါ့နော်ဒါပေမဲ့ဒီ G ပြောင်းလေးကျွန်တော်တစ်ချက်ပြန်ကြည့်ပေးမယ်အဲ့ဒါကြည့်ပြီးတော့ကျွန်မောင်တဲမှာထည့်ပေးမယ် Mains လို့ပါလို့လည်းရှိရယ်ပြီးတော့ San San Sport ပေါ့နော် San San Sport ကဒီဟိုပါပဲတူရကီကလပ်ပဲနော်တူရကီကအင်ဂွင်းမိုက်တယ်နော်အဲနောက် Shadow နဲ့ရှိမယ်နောက်တစ်ခုဒီ Hakan နဲ့ Strawball ကိုပေါင်းပေါ်လေးလည်းကောင်းတယ် Crystal Palace အဲ့ဒီအကမှာပွဲလေးကိုပေါင်းပေါ်လီကောင်းနေနော်အဲ့ဒါလေးကျွန်တော်မောင်းထဲမှာထည့်ပေးပါမယ်။အော်ယူပါလီတော့ပွဲများတော့မြန်မြန်လေးပြောတယ်။မြန်မြန်လေးပြောလဲရတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ရဲ့ free channel လေး join ထားပေးပါ။ကျွန်တော် Viber channel တရင် channel ရှိပါတယ်။ comment မှာကျွန်တော် link လေးချပေးထားပါတယ်။အဲ့အဲ့အနေနဲ့ဆင်းကျွန်တော်ဒီညနေဒီ video တင်ပြရနေပေါ့နော်။ဒါမောင်းနေဒါ free date တွေကျွန်တော်ချပေးပါမယ်။အဲ့အနေနဲ့ဝင်ကြည့်လို့ရပါတယ်နော်။ ။ဟုတ်ဗီဒီယိုကမြန်မြန်ပြောလဲရဖြစ်တဲ့တချို့အရာတွေတည်တည်တော့မပြောဖြစ်ဘူးပေါ့နော်။ဟောကြီးအတက်ကြရအများကြီးမပြောဖြစ်ဘူး။ဒီအတင်း ranking กว่าတိုင်းအများကြီးဒီဒီမပြောဖြစ်ဘူး။အတင်းတိုင်းကိုလိုက်မပြောဖြစ်ဘူး။အဲ့တော့အဲ့လိုက်ပြောနေမိနစ်ကတော်တော်ကြာသွားမှာအခုတော့24ကြော်နေပြီเนาะအော်ဒီနေ့တော့ဒီလောက်ပါကျွန်မလည်းဖန်တောက်ကြညကြရင်အမှတ်ပေးပြိုင်ပွဲပြန်စပြီဒီဒီဘက်တောက်ကြစနေရင်းကြီးကဒါအမှတ်ပေးပြိုင်ပွဲအကုန်ကန်မယ်တင်းလာညအောင်မကူ တနင်္ဂနွေညမှာအကုန်အပြီးဖြတ်ပြီးတော့ international break နောက်တစ်ပတ်ဝင်မယ်ပေါ့နော်အဲ international break ပြန်လာမှကျွန်တော် club way ပြန်ဆပါမယ်အော်ဒီနေ့တော့ဒီလောက်ပါပဲအော် marathon ညမှာကျွန်တော်ပြန်တွေ့ကြပါမယ်အားလုံးအဆုံးကြည့်ပြကြတဲ့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးမင်္ဂလာရှိတော်ညချမ်းလေးဖြစ်ကြပါစေအားလုံး good night ပါအားလုံး good luck ပါခင်ဗျာ